ယ်သွားပြီရေဆက်တွေလည်းသွားပြီဘယ်သွားရလဲကောင်းလဲသွားတာတနတ်ကင်တဲ့ကောင်းနေမှာသမီးစစ်သားပဲဟုတ်တယ်မလားတနတ်ကင်ရင်ကြောက်သားဖြစ်သေးလားဘာဖြစ်သွားတော့စစ်သားဖြစ်သွားတာစစ်သားဖြစ်သွားရင်ဘယ်စစ်သားပဲဖြစ်ဖြစ်တပ်ဖို့ပြောင်းဖို့ပဲစဉ်းစားတာမဟုတ်လားเอเมนูอะบาริโด New generation is ခရီးကြီးတမျိုးတော့ဒါတော့တမီးတို့ကျောင်းတော်သူကျောင်းတော်သားဂျင်အဖာတွေကအနာဂတ်ကဘာကြီးကိုတိဆောက်ကြရမှာနားလည်လားသားလေးတမီးတွေတောဂျန်နရေးရှင်းဂျင်အဖမတို့လိုအတိုက်ရွယ်88 2000 2017ဂျေဇက်ကိုရီအောင်သွားပြီ ဘယ်ဟိုသွားတာလဲတောထဲတောင်ထဲမှာတဏ္ဍကင်နေရပြီအဲ့တဏ္ဍကင်နေတော့ဘာအစိတ်ပဲဖြစ်သွားလဲစစ်သားနော်နာသကစစ်သားပီလီယစစ်သား KIA စစ်သား AUG စစ်သားနော် KAU စစ်သားစစ်သားဆိုတာဘာလို့လဲလူတက်ဖို့ပဲစဉ်းစားတာမြစ်တာနှလုံးသားရှိလားဒါကတော့ MBC ကျောင်းဖွင့်ပွဲတစ်ခုမှာတော်ပိတပြောခဲ့တဲ့မင်းကွန်းတစပါဆိုတော့ ဖက်စစ်စစ်တပ်မရင်းတပ်ကစစ်သားတွေနဲ့တံတန်းနှိုင်းရှင်ပြီးတော့မှဦးသိန်းတို့ရဲ့တော်လန်ရေးရဲဘော်တွေကိုခိုင်းနှိုင်းပြောသူသွားတာဖြစ်ပါတယ်တကယ်တကယ်ဆိုလို့ရှိရင်အကြမ်းဖက်လူသက်ရွာတွေမိချင်းရှို့နေတာဖက်စစ်စစ်တပ်မရင်းတပ်ကပဲပြုတ်လို့နေတာဖြစ်ပါတယ်ဒီလိုပြုတ်လို့မှုတွေကြောင်းမို့ဦးသိန်းတို့ပြည်သူတွေကမိမိကိုယ်ကိုမိမိကာကွယ်တဲ့အနေနဲ့ခုခံတွန့်လန့်ကြရတာပါဒါကို꿰ပြောင်းအောင်မပြောဘဲနဲ့ရောလုံးပြီးတော့မ ပြောသွားတာကိုလည်းအလုံးသတိထားမိကြမှာပဲဖြစ်ပါတယ်ဒီလိုပြောဆိုမှုတွေနဲ့ပတ်သက်ပြီးတော့မှဦးဇင်းတို့ဆေတော်မင်းတို့ညဗုဒ္ဓတက္ကသိုလ်ဆေတော်ဥက္ကဋ္ဌတာရမော်ပင်နဲ့အတူအခုလိုဆွေးနွေးတင်ပြထားကြတာပဲဖြစ်ပါတယ်အလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်သားဆိုတာတတ်ဖို့ဖြစ်ဖို့ပဲလုပ်တတ်တာလို့စကိုင်း IBEC ဆရာတော်ကမိန့်ကြားလိုက်ပြီးဆွေးနွေးသွားတည်မှုအဆုံးထိနားဆင်ဝေဖန်တုံ့တက်ပေးသွားကြပါအောင်ခင်ဗျာ IBEC ဆရာတော်ဟာသူ့ဘဝတလျောက်လုံးတန်ခါတက်တာတစ်ခါမှမကြဘူးပဲ။နှွေဦးတော်လန်ရေးကလာ PDF တွေပေါ်ပေါက်ခါမှတန်ခါတက်ဖူးတာကြားဖူးသူဖြစ်တယ်လို့ကြောက်ခစ်ကိုမောက်ဖြစ်ဖို့ကြောင်းတက်ရမယ်လို့ကြွေးကြော်ထားပြီးစစ်ကောင်စီကိုထောက်ခံသည့်ဆရာတော်တစ်ပါးဖြစ်ပါတယ်။ဒီကနေ့မှာတော့ IBEC ဆရာတော်ရဲ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီးတုံ့တက်ပြသွားသည်မို့အဆုံးထိနားဆင်ဝေဖန်တုံ့တက်ပြသွားကြပါဦးခင်ဗျာ။ကိုယ်ကြွယ်ရအားထားရပါဗျာ။ ပြည်သူပြည်သားတွေကကိုယ်ကရာအားထားရဆိုတော့ပြည်သူပြည်သားတွေကဘာကိုကိုယ်ကရာတော့တို့တို့ဒီယဟန်တွေရဲ့သင်္ကန်းအဝတ်ကိုကိုယ်ကယ်သလားဒါတွေတို့ကိုစမ်းစစ်ရမယ်မဟုတ်ဘူးဗျတို့တို့ကအဓိကပြည်သူပြည်သားတွေကဒီယဟန်တွေတဏ္ဍာမှာရှိနေတဲ့ဓမ္မတွေကိုကိုယ်ကယ်ဒီယဟန်တွေတဏ္ဍာမှာဓမ္မမရှိသူလို့ဆိုရင်ဒီအပေါ်သင်္ကန်းဝေယုံနဲ့ဘာကိုကိုယ်ကယ်ရလုံမလုံးဗျပြောမစို့ဒီသင်္ကန်းဝေယုံနဲ့ယဟန်ဆိုတာတို့တို့ပြောလို့မထိုက်ဘူးဗျအဲ့ဒီယဟန်တွေမှာပို့ပြီးတော့သတိထားမှာတို့တို့အပြောဆိုအနေထမ်းအလောက်ကန်ဒါတွေပေါ့ဗျာပြောမစင်တို့လူလူလိုပြောစင်ကာယကံဝစီကံမနောကံတွေပေါ့ ဒီကံသုံးပါးကိုသူစဉ်းစဉ်ချင်းချင်းနဲ့နေထိုင်ပြောဆိုလုပ်ကြရမှာပဲခုဒီမှာခုနကဆရာပြောခဲ့ပါတယ် IBC တောပိတာဆိုအာအဲ့ဒါသူကကျွန်းလပြည်ကူတက်ကတော့ဗောဗျာတက်ကတော့သူ့မှာတကက်သူတီထောင်းပြီးတော့ဘာမောက်ကလောက်နေတယ်ဆရာတော်ဒီဆရာတော်ရဲ့အသိညာအတွေးခေါ်ဥနောက်ကသူတို့တရားစဉ်းစားမယ်ဆိုရင်ဘလို့မှစဉ်းစားလို့မရဘူးကြာဘာဖြစ်လို့ဆိုတော့သူပြောတဲ့စကားကိုကြည့်ရင်လေចောင်းသားတွေကနိုင်ငံရေးနဲ့မဆိုင်ဘူးနိုင်ငံရေးစည်းတွေနဲ့မဆိုင်ဘူးဆိုတဲ့ဒီစကား လူတို့မှဘုချုပ်ပြောထားတဲ့စကားရှိပါတယ်ဗျာ။ကျောင်းသားတွေမြန်နိုင်ငံရေးမလုပ်လို့ရှင်တောင်သားတွေလူတို့တိုင်းပြည်ကိုတက်ပြီးတော့အုပ်ချုပ်သွားမှာပေါ့။မှန်ပါဟုတ်တယ်။အဲ့ဒီပြောတဲ့စကားရှိတယ်။နောက်ပြီးတော့ဇာတော်မင်းသွန်ကြာခဏခဏပြောတယ်။လူတို့ဒီနိုင်ငံတစ်ခုကောင်းမှုကလူတို့ဒီနိုင်ငံရေးစစ်စတမ်းကအရေးကြီးတယ်ဗျ။မှန်ပါ။နိုင်ငံရေးစစ်စတမ်းမှမကောင်းဘူးဆိုလို့ရှင်ပြုလို့ဒီနိုင်ငံဘလုံးမကောင်းနေဘူး။အဲ့နိုင်ငံတွေမှာရှိနေတဲ့လူမျိုးရေးတကြီးလိုက်မကောင်းဘူးပြ။စီးပွားရေးတကြီးလိုက်၊ကျန်းမာရေးတကြီးလိုက်၊ပညာရေးတကြီးလိုက်။အဲ့လိုဘာမှမကောင်းနိုင်ဘူး။အဓိကတော့ဒီနိုင်ငံရေးစစ်စတမ်းကောင်းမှု။အဲ့ဒီကောင်းမှုတွေကပြုလို့ရှစ်ဆောင်ဖြစ်တယ်လေ။ဒီရဟန်းတန်ငယ်တွေတော်တော်ရေးကြီးတယ်ဗျ။ အဲယဟန်တန်ကလေးရှေ့ကလမ်းပြပြမှာတကယ်တကယ်ကျတော့ဆွလွန်အနှစ်နာမှုခတ်တဲ့ဒီယဟန်တန်ကလေးပို့ပြီးတော့ဆွလွန်မှုအနှစ်နာခံမှုပို့ပြီးတော့လုတ်ပြမှာဘာဖြစ်လို့ဆိုတော့ဒီလိုလိုယဟန်တန်ကလေးဆိုပြည်သူပြည်သားတွေရဲ့နဖူးကကြီးမှတ်တိအောင်ရုံးကန်လှှရှားရလာတဲ့ထိကသူစောက်စားရနေတဲ့စားလာတဲ့ယဟန်နေပြန်ပြောမစင်ဒီပြည်သူရဲ့ကြီးစုဒီလိုဆက်လို့မကောင်းဘူးပြန်အဲ့ဒီပြည်သူကိုပြန်ပြီးတော့ကြည့်ရမှာကိုဒီဘုံအိုင်ပီစီတော့ဗတာပြည်သူမကြည့်နိုင်ဘူးသူရဲ့ဒီဒီတကူဖွင့်လာတဲ့တက္ကသိုလ်ကြီးဆိုတာလေဗျာစစ်တပ်စစ်တပ်နဲ့ပေါင်းပြီးတော့ပြည်သူပြည်သားရှိရဒီလမ်းမြေတွေကိုမတရား အတ္တမသိသိထားပြီးတော့အဲ့ဒီတက္ကသိုလ်ဖွင့်တာဒါပြည်သူပြည်သားတွေမျက်ရည်တွေနဲ့ဖွင့်တာတက္ကသိုလ်ကြီးပဲဒီဖုန်းကြီးကဒီလိုစကားပြောတယ်ဆိုရင်ဒီ IBEC ရဲ့တော်ပြည်တားရဲ့စိတ်ဓာတ်နဲ့အစင်တန်းအလုံးလဲသိမှာပေါ့အဲ့ဆိုရင်ဒါကဒီကိုရိုရီယာတိုင်းပြည်ကိုဖျက်နေတာပြပြောမယ့်သာသနာနဲ့သာသနာပြုနေမှာသာသနာကိုဖျက်နေတာဒီလိုသာသနာမှာလဲစိတ်ဓာတ်မြင့်မြတ်ပေါ့အရေးကြီးတယ်ပြဒီလိုမဟာကန္တာတွေယုံဆရာတွေပြောတာရှိပါတယ်ပြစိတ်ကောင်းစတတ်အချစ်ပြန်လိုအပ်သာသနာဆိုဒီသာသနာမှာနံပါတ်၁စိတ်ကောင်းအောင်လုပ်ရစိတ်စစ်တတ်အခြေခံကောင်းအောင်မယ်နံပါတ်၂စတတ်မယ်နံပါတ်၃အချင်းကောင်းအောင်မယ် အဲ့ဒီဥစ္စာတွေကောင်းမှသူတို့တာသနာပို့ပြီးတော့တွတ်တက်မှာဗျာပို့ပြီးတော့မြင့်မြတ်တာနောက်တော့ရဟန်းသံဃာတဲ့ပြအဲ့ဒါတွေကိုသတိထားမှာကိုက IMBC သောပိတာဒါတခုတွေမဟုတ်ဗျာသူကကဘာပတ်ပြီးတော့လိန်တာဗျာလိန်တာဆိုတော့သူက PDF PDF ဖြစ်တယ်လူတက်တယ်ဆိုပြီးတော့ရှောက်ပြီးတော့ကဘာပတ်ပြီးတော့လိန်တာတော်တော်ရှစ်မရှိတဲ့ဘုံကြီးဗျာတော်တော်စစ်တက်အောက်တန်းကြတဲ့ဘုံကြီးဘာဖြစ်လို့ဆိုတော့သူတို့တွတ်ကြည့်တယ်ရဟန်းဆိုတာတကယ်စစ်တက်မြင့်မြတ်မှာဟုတ်အခုကစစ်တက်မမြင့်မြတ်ဖြစ်တယ်လူတွေတော့ဘောအဆင်မရှိဘူးဗျာသူတို့ ဖရားလည်းပြောကြတာရှိပါလေယာဟူလောက်ဝါရတုတ်တာချင်းတဲ့သူယာဟူလောက်ဆုံးမခဲ့တာလေမလိန်မလိန်ဖို့ဆုံးမခဲ့တာအဲ့ဒီလိန်တဲ့ပုံကမလို့ရတဲ့အကုတုမရှိဆိုတော့ AIBC တတော်ပြတာလည်းမထူပါဘူးဖရားတို့တိုင်းပြည်ဖြစ်စည်းနေတဲ့မဟာလာနဲ့ဒဂုံတန်နဲ့ပါပြီးစစ်တပ်အင်မတန်အောက်ကျပြီးတိုင်းပြည်လည်းဖြစ်ဘာသာသာသနာဖြတ်နေတဲ့ခေါင်းကြီးပါပဲဗျာမမပြကျောင်းသားနဲ့နိုင်ငံရေးဟာဒါတိုက်ရိုက်တက်ဆိုင်နေတယ်ဆိုတာကတော့လူတိုင်းလိုသိတာပေါ့နော်ဒီအမှန်တရားကြီးကိုပဲအေးဒါစစ်တပ်ရဲ့အလို့ကြမတက်ဆိုင်မှုဆိုတဲ့စကားလုံးနဲ့ကျင်းထဲတာပေါ့ဆရာတော်ကမင်းလိုပေါ့နော်လိန်လေလှည့်ပြလိုက်တာပါပဲဗျာဆိုတော့ ဒီမြန်မာနိုင်ငံရေးတမိုင်းတခြားလုံးကိုတခြားပြန်ကြည့်မယ်ဆိုလို့ချင်းဒီလိုတို့အေဒီကိုလိုနီနယ်ချက်စန့်ကျင်ရေးကာလကစားပါတော့ကျောင်းသားတွေရဲ့အခန့်ကဏ္ဍဟာနိုင်ငံရေးမှာကြီးကြီးမားမားကြီးကိုပါခဲ့တာပါဘ ෝජ ောင်ဆန်းဆိုတာလည်းပဲကျောင်းသားတွေလာခဲ့တာပါပဲနောက်တစ်ခုကကျတော့တခင်တန်းထွန်းတို့လည်းကျောင်းသားဘဝအနေမှာတို့တခင်ပါဟိန်းတို့ဘောင်ကျော်တို့အထိပေါ့နော်ဒီကျောင်းသားတွေကဥဆောင်ခဲ့ကြလို့ရှေ့ကနေမှနင့်နာခံခဲ့ကြလို့ဒီလိုတို့ဒီနိုင်ငံဟာလွတ်လပ်ရေးရတဲ့အနေအထားမျိုးတွေဖြစ်လာတယ်နောက်ဒီဘက်နောက်ပိုင်းမှာနေဝင်းအာနာသိမ့်ပြတဲ့နောက်ဝိုင်းမှာလည်းပဲဒီလို7 အဲဇူလိုင်ကာလတွေကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲကျောင်းသားတွေရဲ့နေနာခံဆုံးလုံမှုတွေအများကြီးရှိတာပေါ့ဗျာရှိတာဆိုတော့ကျတော့အဲဒီလိုတမိုင်းအထင်လာကြီးမားတဲ့ကျောင်းသားတွေရှိမှာဟိုပေါ့နော်နော်နော်ကျောင်းသားကြီးတွေကဆုံးလုံနေနာခံလာမှုတွေကိုညက်ွယ်ပြုတ်ပြီးတော့မှဒီနေ့ကျောင်းသားတွေကိုနိုင်ငံရေးနဲ့မဆိုင်ဘူးလို့လူပြောလာတယ်ပေါ့နော်လူပြောလာကြပြောလာခြင်းနဲ့ပတ်သက်ပြီးတော့ပါမနော်တော်တော်များများညာဘုရားတက္ကသိုလ်နေနဲ့မိသားပေကိုတွေဆောင်ထားပါတယ်ဗျာကျမ်းပါဗျာဒီ IBC တော်ပြီးသားကတော့အားလုံးလေးကြည့်ရတဲ့အတိုင်းလေးတကယ်ကိုမှလူလိမ်ပါပဲနော်မှန်ပါ အဲသူကတော့အလုံးမင်းသိကြတဲ့အတိုင်းပဲဒီမှာဆရာတော်ဥက္ကဋ္ဌသတ္တနော်မော်ဘီပြောတော်တယ်လို့တကယ်ဆရာနာရှင်လိုကြပေါ့မင်းအွန်လိုင်းကနေပြီးတော့သူ့ကိုဟို data တွေပေးလိုက်တာပေါ့နော်ဒါ PDF တွေကနေပြီးတော့ပုံကြီးတွေကိုပါတက်တယ်ဆိုပြီးအချမ်းဖတ်အတွင်ကိုပေါ်အောင် project data တွေနဲ့ထိုးပြီးကဘာကိုပတ်ပြီးတော့လေးအဲ့ဒီတော့ကလည်းတပည့်တော်တို့တော်တော်များများသူ့ကိုပြောခဲ့ပါတယ်အဲ့တော့အခုသူဒီစကားပြောလာတဲ့ဟေ့ဆိုတာလည်းပဲ ယနေ့ဆရာနာရှင်ကနော်သူ့ကိုပြောခိုင်းတာပါပဲဒါဒီတခြားပြောမယ်ဟေးဆိုရင်အံ့မောင်ရှိတော့လုတ်ခဲ့တဲ့လမ်းစဉ်ပါပဲမှန်ပါအံ့မောင်ကဘုန်းကြီးတွေကိုထိန်းချုပ်ခြင်းရင်ဘာလို့ရမလဲမဲယိုးပြစ်ကြေးလိုက်ဆိုတဲ့အတိုင်းဆရာနာရှင်ကသူ့ကိုလိုရာမန္တမြပေးပြီးတော့ခိုင်းစားနေတာလည်းကြားပါပြီမှန်ပါအဲ့တော့ပြောချင်တာအရာကယနေ့မြန်မာနိုင်ငံရဲ့တမိုင်းစင်ဆက်ကြည့်ရင်ကျောင်းသားတွေရဲ့အခမ်းအနားဟာအင်မတန်မှအရေးကြီးတဲ့အခမ်းအနားပါခုနရှိမှပြောခဲ့တယ်လို့နော်တိုင်းဘာသာတွေကိုတိုက်ထုတ်တဲ့ကာလလွတ်လပ်ရေးရအောင်ယူပေးတဲ့ကာလဒီနောက်မှာ ဆက်နာချင်းနေဝင်းအာနာသိန်းတဲ့ကာလအကုန်လုံးတလျှောက်လုံးကကျောင်းသားတွေကနေဥဆောင်ပြီးတော့တော်လှန်ခဲ့ကြတာပါပဲ။ဒါကိုကျောင်းသားတွေကနိုင်ငံရေးနဲ့ကင်းရမယ်ဟေ့ဆိုတာဟာဆက်အာနာရှင်တွေရဲ့အလို့ကြအမြဲတမ်းတုံးနေတဲ့နော်ဘုန်းကြီးတွေနိုင်ငံရေးကင်းရမယ်။ကျောင်းသားတွေနိုင်ငံရေးကင်းရမယ်ဝန်ထမ်းတွေနိုင်ငံရေးကင်းရမယ်ဆိုပြီးတော့လိုက်ပြောတာပဲ။တကယ်တမ်းကျတော့ဘုရောအောင်ဆန်းကနော်စစ်တပ်ဟာတိုင်းသူပြည်သားများရဲ့အစီအကံဖြစ်ရမယ်။တိုင်းသူပြည်သားများကိုကာကွယ်စောင့်ရှောက်ပေးရမယ်။ ယနေ့နိုင်ငံရေးထဲမှာလုံးဝဝင်မရှုပ်ရဘူးလို့အတိအလင်းပြောထားတာတကယ်တမ်းကျတော့နိုင်ငံအရေးတွေဒီဥစ္စာတွေနဲ့ကင်းစင်ပြီးနေရမှာကစစ်တပ်ဖြစ်တယ်ဟုတ်ပါယနေ့သူဝင်ရှုပ်နေလို့လည်းပဲတပည့်တော်လူနိုင်ငံဟာဘုကပအောင်ဆုံးအဆင့်ဖြစ်နေတာတကယ်ပြောရမယ့်စစ်တပ်ကိုကြတော့သူကမပြောဘဲနဲ့တကယ်ဥဆောင်ပြီးတော့နော်ယနေ့ဆရာနာရှင်ရဲ့မတရားရုပ်မာမှုတွေရက်ဆက်မှုတွေနော်ကိုယ့်အလုပ်ဖြစ်တဲ့တိုင်းလူပြည်သားများရဲ့အတဝိအစည်းအဝေးကိုကာကွယ်စောင့်ရှောက်ခြင်းမလုပ်ဘဲနဲ့ကိုယ့်တိုင်းလူပြည်သားများရဲ့အတဝိအစည်းအဝေးကို ရရဆက်ဆက်တက်ဖြတ်တယ်ယနေ့ခေတ်ဆိုလို့ရှိရင်ဒါစကိုင်းမှာအင်ဂျီပေါင်းတသိန်းကျော်သွားပြီနော်မိရှုခံရတယ်နော်စာတင်ကျောင်းတွေကိုဒီရရရှိရှိနဲ့ဘုံတွေကျဲတာလည်းအချိန်မောင်းမြောင်များစွာပဲနော်ကျောင်းသားလေးတွေလူမမယ်လေးတွေနော်တကယ်ကဘုံမှာကောင်းပြက်ချီပြက်လက်ပြက်အကုန်လုံးရစရာမရှိအောင်ကိုနော်အသက်ခံနေရတယ်ဒီကိစ္စက IDEC တို့အပါဝင်မဘာသာဘုံကြီးတွေဒီတကူတို့စေကိန်းသားတို့အကုန်သိတယ်မှန်ပါတို့တော့လေတို့တို့တွေကဒါတွေကိုလိလိရှုနေကြတယ်ဒါတွေကတကယ်တမ်းရင်ဆိုရင်မဖြစ်တဲ့နေကိစ္စတွေပြောရမယ့်ကိစ္စကိုမပြောဘဲနဲ့ မပြောရမယ့်ကိစ္စကိုပြောလာပြီဖြစ်ဆိုတာဒါအတိအကျတယ်ခုနပြောခဲ့တဲ့အမောင်ပြောခဲ့တဲ့စကားနဲ့ပြောရင်မေယိုပြစ်ကြွေးလိုက်ဆိုတဲ့အတိုင်းစိရနာရှင်ကြွေးတာကိုစားနေရလို့ခေါင်းနေရတဲ့အဆင့်ပါပဲရှိမှန်ပါဒါကြောင့်ဒီလိုလိုအနေနဲ့ပြောချင်တာရပါလေဖြစ်ဆိုတော့နိုင်ငံအရေးဆိုတာဒီနိုင်ငံပေါ်မှာနေနေကြတဲ့ရဟန်းရှင်လူကျောင်းသားပြည်သူနော်အကုန်လုံးနဲ့တက်ဆိုင်တဲ့အရေးပါအဲ့ဒီနိုင်ငံကြီးမကောင်းရင်နော်ခုနကပြောခဲ့တဲ့အတိုင်းကျမ်းမာရေးစီးပွားရေးဘာသာရေးတာဒနာရေးလူမှုရေးနော်အားရစား တိုင်းပြည်ရဲ့တရားစာတစကြီးတွေအကုန်လုံးဆုံးရှုံးကုန်တာပဲယနေ့တပည့်တော်လူပြည်တို့ကဘာမှခံစားခွင့်မရှိဘဲနဲ့ဆရာနာရှင်စစ်ဘုံချုပ်တွေကပဲတိုင်းပြည်ရဲ့တရားစာတမှန်တယ်များလက်ညှိုးထိုးရောင်းစားရင်းနဲ့သူတို့ကမီလီယံနာတစ်သိကြီးတွေဘီလီယံနာတစ်သိကြီးတွေဖြစ်လာကြအဲ့တော့တိုင်းပြည်ရဲ့အာဏာရဲ့အရာတာကိုသူတို့ကပေါင်းပေါင်းသိပါမှန်ပါဒါကြောင့်မလို့တိုင်းပြည်သားများရဲ့အတဝိအစည်းအဝေးကိုဘာကိုရမယ်စစ်တပ်ကိုသူတို့ကသူတို့ကိုကြိုးစီပွားတဲ့ခပိုက်ဆောင်လုပ်လိုက်တာပဲဒါဟာအားလုံးကလိလိရှုမနေတဲ့ကိစ္စမှန်ပါကိုပိုင်နဲ့စစ်တပ်ပြည်သူပိုင်နဲ့စစ်တပ် ကြည်သူကိုကာကွယ်စောင့်ရှောက်ရမယ်စစ်တပ်ကယနေ့အာနာရှင်လူလူစုပိုင်ကပိုက်ဆောင်တက်မတော်ဖြစ်သွားတာဟာဒါတပည့်တော်တို့ခုနကပြောခဲ့တဲ့ပြောတင်ပြောထိုက်တဲ့ဘုံကြီးတွေဆရာတော်တွေနှုတ်ပိတ်နေကြတဲ့အတွက်ကြောင့်မှန်ပါခုနကပြောခဲ့တဲ့ပြောမရဘူးမပြောဘဲနဲ့မပြောရမယ်နော်တကယ်ရှေ့တန်းကနေမမမမဆောင်ရနေကြတဲ့ចောင်းចောင်းသားတွေကိုနိုင်ငံရေးနဲ့ကင်းစင်ရမယ်လို့ပြောလာတာဟာစစ်တပ်အလိုကျအမေရုပ်ကြိုက်ရလို့ဟောင်းမေးုံအစ်မရှိပါနဲ့ခင်ဗျမှန်ပါဗျာဒီလိုဒီတကားကိုတာဝန်ယူပြီးပြောပါတယ်ခင်ဗျာဒီကြေတန်းရောက်တော့သူဟာ ဒီလူလောကကပေါ့ငယ်တော့အသာဝတ်ခဲ့တဲ့ငယ်လူယဟန်တပါမဟုတ်ပါဘူးအဲ့တော့လူလောကမှာသူဆံပွဲသားလုပ်ခဲ့တယ်ပေါ့နော်ဟိုနောက်တစ်ခုကကြတော့ဒီတောက်စာမှုယူနေတဲ့တကယ်ကိုလူပေသူတွေတအုပ်ပေါ့တပိတော်နဲ့အတူတူဒီရက်ရရမှာလဲဒီပရိုက်တာလုပ်ငန်းတွေအတူတူတွေ့လို့နေတဲ့တကာတယောက်ရဲ့တငယ်ချင်းအရင်မှာသူကိုယ်တိုင်ကပြောပြတာဖြစ်ပြက်ကဘယ်လိုပြောပြလဲဆိုတော့ဒီလိုလို2016စက္ကွန်ဘာဝင်းညတော့ဖြစ်မယ်ခင်ဗျာ MB ဒီအော်တိုဗီတာထဲတော်ပါလေမုံရတက္ကသိုလ်မှာဒီမိငုံပြောလာတာထဲတော်လက်မှတ်မိမှာပါ အဲ့ဒီအချိန်မှာတပိတော်စီကိုအဲ့တပိတော်ရဲ့တကားပေါ့နော်ဟာတဲ့ဒီငမူးကောင်ကဘလို့လို့ပြီးဖုန်းကြီးဖြစ်လာတာလဲသူ့အကြမှာဖုန်းဖုန်းကြီးဖြစ်လာမှသိတာသူကဇာကြောင်းခင်းပြရတယ်ဗျာဒီကောင်ကတဲ့ဒီကျွန်းလာရင်နာမော်တော်တို့သူ2000ပေါင်းဝန်းကျင်မှာရင်နာနေအရန်အရန်ပေါက်တဲ့နေရာလေအဲ့ဒီတော့တွင်းပေါ့အဲ့ဒီရင်နာမော်မှာဆိုလို့ရှိရင်လေရက်ဒေတာတွေမူးရက်သေးွားတွေကျောင်းဝယ်ဖောက်ကားခဲ့တဲ့လူတယောက်ပေါ့လူတယောက်နောက်တစ်ခုကကြတော့ KTV ဘာတော်မအဲ့ဒီမှာဖွင့်နေ ်အနေထားမျိုးထိတာလုတ်ခဲ့တဲ့လူတယောက်ပေါ့အဲ့လူတယောက်ကနေမှရမ်းဖြစ်လာတယ်ပေါ့ရမ်းဖြစ်လာတော့ခဏမွန်ရတက်ကတူမှဘွားကနေပေါ်လာတော့သူအားအတင်လာတယ်ပေါ့နော်ဒီမူးကောင်ဘလို့လုတ်ပြီးတော့မှလိုလိုဖြစ်လာတော့ပေါ့လေအဲ့လိုမျိုးတွေဒါတို့မျိုးတွေဖြစ်လာတာဆိုတော့ဒါက IBE တွေရဲ့အေသူရဲ့နောက်ကျောင်းကဖြစ်ခဲ့တဲ့တကယ်ပကတိအနေထားပါဆိုတော့ဒီနေ့ဒီစကားတွေပြောထွက်ခြင်းဟာလည်းပဲအရင်စစ်မယ်ဆိုရင်တော့အမြင့်မြေကပေါ့နော်ဟိုစရောခဏနာမင်းရှိနေပါတော့အကုသို့ဖြစ်ခြင်းလည်းပဲရေတော်မြေရှိမှအကုသို့ဖြစ်တယ်ကုသို့ဖြစ်ရင်လည်းရေတော်မြေရှိမှအကုသို့ဖြစ်တယ်ဆိုတော့ဟိုဟေတုပစ္စည်းရဲ့အနေထားမျိုးပေါ့ မူလလာတဲ့သစ်မြစ်လာတာကိုလည်းတိုင်းမနိုင်ဘူး။ဒါတော့ယဟန်တပါဖြစ်လာပြီပေါ့နော်ဗျာ။ယဟန်တပါဖြစ်လာပြီဆိုလို့ရှိရင်အဲတပည့်တော်တို့ဟိုယဟန်နေဟာဒါတန်ခါဆန်တမိုးနေတော့နေရတော့မှာပဲလေ။အဲ့တော့ဒီနေ့သစ်မြစ်သာစစ်ဘလူးတို့ရဲ့လုတ်ရက်တွေကဓမ္မလားအဓမ္မလားဆိုတာကိုဟိုအလုံးကလေးကစားတင့်နေတဲ့အနေအထားမျိုးဖြစ်လာပေါ့နော်။ဖြစ်လာဆိုဒီလိုပြောလိုက်တဲ့ပြောဆိုချက်ဟာအာရမဘက်မှာတော့ရဲနေတာတော့သိကြတယ်။ဒါဆိုလို့ရှိရင်ဥသောပြိပ္ပံတော်ဘဂဝါတော်တဘဂတန်ဘောဆိုတဲ့ဟိုစံတန်ပုန်းနေတော့တေချာဖောက်တရားတော့ဟိုစန့်ကျင်နေတာဖြစ်တယ်ပေါ့နော်။အဲဆေရောဂတိတတာရအမြင်လေးမိမအောင်ပြရတာလေ။ မှန်ပါဒါတော့ကုပွဲလည်းကွာဆရာတော်ပြောကြတဲ့အတိုင်းပဲဓမ္မနဲ့အတ္တမဒါတော့တိတိဒါသာထင်ရှားကြပါဗျာဒါအတ္တမဘာဖြစ်လို့ဆိုတော့ဒီမာလာကအများပြည်သူတွေကိုပြည်သူရုပ်ောက်ပြီးတင်ထားတဲ့အနန္ဒီစုရပါဗျာဒါပါတော့မေစုဥဆောင်ဆိုးရအဲ့ဒီမေစုဥဆောင်အဆိုးရကိုသူကအကြောင်းပြတာတော့မဲခိုးတယ်ဆိုပြီးတော့သူကအကြောင်းပြပြီးတော့အာနာသိမ့်တာမှန်ပါတကယ်တကယ်ဗျာမဲခိုးတော့အကြောင်းပြပြီးအာနာသိမ့်တယ်ဆိုလို့ရှိရင်ဒီလိုလိုဖုံးကြီးနေမထားပါတော့ဟိုမှာဟိုဒီလို မန္တလေးမှာသူမြောက်ဒီမင်းကြီးဆရာတော်တို့ရွှေညောင်ဆရာတော်တို့အလင်ငါရသောပိတတို့ဒါတွေနောက်ပြီးတော့တပည့်တို့အကြောင်းနေပေါ့ဗျာသူတို့အာနာသိမ့်သိမ့်ပြီးဘာမှလာပြီးတော့ဝိုင်းစရာမလိုဖမ်းစရာမလိုအကြောင်းမရှိဘူးတရားဘာဖြစ်လို့သူတို့မဲခိုးတာဒီဖုန်းကြီးမဲခိုးတာမှမဟုတ်ဒီမဲနဲ့ဖုန်းကြီးနဲ့မထက်ရဘူးမဲနဲ့ဖုန်းကြီးနဲ့ဘာဆိုင်လုံးလုံးဗျာအဲ့ဒါကိုအကြောင်းပြမဲခိုးတယ်ဆိုပြီးတော့သူဘာဖြစ်လို့အဲ့ဒါတွေကိုလိုက်ဖမ်းတာတော့ဗျာအဲ့ဒါမေးစရာရှိတာပေါ့ဒါကတိတိတသားတူကငโกရေကအာနာယူတာဗျာအာနာယူတော့တမတာယူယူတာလည်းပါတယ်ဗျာဘာဖြစ်လို့သူတို့ကဒီကောင်ကမဟုတ်မတရားလုတ်ထားတော့ သူတကယ်လို့ဒီဘက်ကနိုင်သွားတော့အစိုးရဖက်သွားမယ်ဆိုလို့ရှိရင်ဒါတဖြည်းဖြည်းနဲ့ကြက်လာပြီဗျာအမှန်တရားအတွက်ကသူကဘလုံးမမရင်ဆိုင်နဲ့တော့အဲ့ဒါမှမဟုတ်သူကစစ်တပ်ကိုအသုံးချပြီးတော့ဒါလက်နက်ကိုဗန်းပြပြီးတော့မတရားအတ္တမအာဏာယူရတာဗျာအဲ့ဒီမတရားအတ္တမအာဏာယူလို့တို့တို့ပြည်သူတွေကဆရာတော်လက်တည်တဲ့အတိုင်းပါဗျာရိုးသားသားပဲတောင်းကြတယ်ဘာလည်းမပြအဲ့မှာကြည့်ဘလောက်ရက်ဆက်တဲ့တော့တို့တို့ခေါင်းနေပဲရွေးပြစ်တာမှန်ပါဟုတ်တယ်ရက်ဆက်တာမှာအကုန်ဖြိုခွင်းတာပြပပစစ်စစ်ဖြိုခွင်းတာ ဒီလိုမြေပြင်မှာလှုပ်ရှားကြတော့ဘိုးတိတာပေါ့ဗျာ။မလက်တွေလက်ခံခဲ့ရတာကိုသူတို့ဟိုမှာလက်အိတ်တွေကားတဲ့ဘယ်ရောက်ကွက်ခွင့်မင်းတို့တက်တိရှိတဲ့ကောင်တက်ကက်မင်းတို့ဒေဂျင်တဲ့ကောင်တက်ကက်ဆိုပြီးတော့အကုန်လုံးလှုပ်ခဲ့တာဗျာ။ဟိုမှာတင်ကားတွေနဲ့တော့မှ RPG တွေနဲ့တော့ထုခံတာဟုတ်ကဲ့ဗျာ။ဟုတ်ကဲ့ဗျာ။အဲ့မှာ yes ဆက်လေဒီလိုပြည်သူတွေအကြောင်းသူလေးတွေဟိုမှာဗာကြီးတဲရီဗျာ။တက်ကက်မြင်ရစရာမရှိရရုပ်ခဲ့တော့နောက်ပြီးတော့ပြည်သူမှခံတော့လည်းလက်နဲ့ကန်ရတော့ပါဗျာ။အဲ့တော့ तू လက်နဲ့ကိုလက်နဲ့ကြတော့ကြည့်ဒီကောင်လေး ဘလောက်ရုံရဲဆိုတာအခုလိုညီမျိုးစုံနဲ့အသုံးချတယ်အသုံးချတော့အခုဒီ IBC တော်ပြီတာတော့အသုံးချတယ်လို့ပေါ့ဗျာရုံမှပြီလေဒါပြီးတော့ဒီလက်နက်ကင်တာဆိုတာလေအဓိကတော့သူတို့အကြမ်းဖက်တာတွေပြည်သူပြည်သားတွေကမခံနိုင်လို့အဲ့ဒီအကြမ်းဖက်တာလေပြန်ကြည့်လို့ရှိရင်ဗျာဥနေဝင်အာနာသိမ့်ပြီးတဲ့ကသူတို့ပြည်သူတွေကခံဘက်ကဖြစ်ခဲ့တာသူကဘလို့မှမခံနိုင်လို့ထပြီးတော့သူတို့လက်နက်ကင်ပြီးတော့တော်လန်းရတာမှန်ပါဒါဆိုတော့ဒါသူတို့ကဓမ္မနဲ့အတ္တမပြန်ကြည့်လိုက်လေဗျာဒီဆက်အာနာချင်းမဟာလာဖွဲ့ကအတ္တမကြီးကတိတာ အတ္တမကြီးမှတိတန်တော့ ਨੇ ဒီ IBC တော့ဗတ်တော့ပြီးတာအတ္တမဘက်ကပါတယ်ခုနဆရာတော်မင်းသူညာပြောလို့ဟုတ်ပါတယ်ဗျာခုနဒီလိုတန်တိုင်းဝင်ကြီးပြောတော့ခွေးအယုတ်ပြစ်ကျွေးတဲ့စံအစစ်နဲ့မပူဘူးဗျာအဲ့ဒီထက် तू ကအဲ့ဒီအယုတ်ပြစ်တော့ဟောင်းရလို့ဟောင်းတဲ့အစစ်လောက်ပဲရှိတယ်။ဘာဖြစ်လို့ဆိုတော့သူတို့လည်းဗျာတကယ်တကယ်စာပေတစ်ဖတ်မယ်ဆိုလို့ရှိရင်ဒီနိုင်ငံရေးစစ်စစ်နဲ့ဒီတိုင်းပြည်ရဲ့ဖြစ်နေတဲ့စစ်စစ်နဲ့ဘာကြောင့်လဲဆိုတော့သူတို့သိတာပေါ့ဗျာအခုသူတို့တိုင်းပြည်ဒါဆင်းရဲမဲ့တိုင်းပြည်မဟုတ်ဘူးဗျာသူတို့တိုင်းပြည်ရဲ့ချမ်းသာမဲ့တိုင်းပြည်ဒါဘာကြောင့်ဆင်းရဲလဲဆိုတော့ဒါနိုင်ငံရေးစစ်စစ်တာမကောင်းလို့နိုင်ငံစစ်စစ်တာမကောင်းလို့ဆိုတော့ခုနကဗိုလ်ချုပ်ပြောတယ်ပေါ့ဗျာ ចောင်းသားတွေမှာနိုင်ငံရေးမလုပ်ချင်လို့ရှိရင်တောင်းသားတွေတက်ပြီးအုပ်ချုပ်တယ်ခုဒီလိုတိုင်းပြန်တောင်းသားတွေတက်ပြီးအုပ်ချုပ်နေတာဗျာမှန်ပါဘာဖြစ်လို့ဆိုတော့ဘာအသိဉာဏ်မှမရှိဘူးဘာပြောခွင့်မှမရှိတဲ့ကောင်တွေတက်အုပ်ချုပ်တော့ဒီလိုတိုင်းပြန်တောင်းသားအဆင့်လို့ဖြစ်သွားတာပေါ့ဗျာအဲ့ဒါကြောင့်ခုနကဓမ္မနဲ့အတ္တမဆိုတာအတ္တမဒီအိုင်မီးစီတော့ပြတော့ဒီလိုဟိုဓမ္မသင်္ကေတနဲ့မှရှိပါတယ်ဗျာနိုင်ဓမ္မအတ္တမဥပဝတ္တမဝိပအတ္တမနိရိယနေတိဓမ္မပပတိတုက္ကတိဆိုတာဒီပါဠိကဒါရကြီးဖြစ်တာဗျာဒါဓမ္မနဲ့အတ္တမကြည့်လိုက်အတ္တမလို့ချင်းသိကြတယ်ဗျာသူကမကောင်းတဲ့နေရာကိုသွားမှာပေါ့ဓမ္မလို့ချင်းသိတဲ့သိကြတယ်ကောင်းတဲ့နေရာသွားမှာပေါ့ဒါအိုင်မီးစီတော့ပြတာဒါပြောစရာအကြောင်းရှိတယ်ပါဘူးဗျာ သူတို့ကအတ္တမအာပဲအတ္တမလုံနေတဲ့အတွက်ကတော့သူတို့ကတော့တေချာပေါက်ပါပဲခင်ဗျာဘလို့ပဲပြောပြောဘာနဲ့ကူကုလို့ရမှာမဟုတ်ဗျာတေချာတဲ့အောက်ပဲဆင်းရမယ်ပုဂ္ဂိုလ်တို့တော့တတိယတော့ဒီလိုပဲမြင်နေဗျာမှန်ပါဗျာအခုလက်ရှိစေအုပ်စုရဲ့လုပ်ရတဲ့ဟာအတ္တမမြောက်နေတာတော့တေချာတာပေါ့ဆိုသူပြောလိုက်တဲ့စကားတခွန်းဟာပေါ့နော်ကျောင်းသားတွေနိုင်ငံရေးနဲ့မဆိုင်ဘူးဆိုတဲ့စကားဟာလူငယ်တွေရဲ့လူမြောင်ကြိုးစားလို့မှုရှိရမှာဒါဒီ ဖြစ်အောင်ပြောလိုက်တယ်လို့တပည့်တော်ကတော့မြင်ပါတယ်ဗျာဆိုတော့အဲ့ဒီသောပိတာဒီလိုပြောလိုက်တဲ့စကားပေါ်မှာပေါ့နော်ဆရာတော်မင်းတို့ညာဘုရားတက္ကသိုလ်အနေနဲ့ပေါ့ယူတို့တန်ခတ်စံတန်ဘုရားအကြောင်းစံတန်ဘုဒီချက်နဲ့အချက်ချင်းကိုကိုက်ပြီးတော့မှဟိုချိန်ထိုးပြီးတော့မှမင်ကြပြီပေါ့ဗျာမှန်ပါဗျာအဲ့တော့ IBC သောပိတာကတော့အဖြေရချင်းပါတယ်နော်သူကဘုနာရှင်များပြောခဲ့တယ်လို့ပေါ့နော်လူဝိတေကလည်းပဲကလေးကချီနေကျင်နိုင်နေခဲ့ကြနေခဲ့နေပြီညတော့လည်းပဲရန်ဝိမှာကောင်းလာမလားဟေ့ဆိုရင်ကောင်းရင်တော့ကိစ္စမရှိပါဘူး အမအခုကတော့မကောင်းတဲ့ပြင်ပုံတော်ဆိုးလာနေတာပေါ့ဒါကြောင့်မလို့သူကတီတကူခံကိုချင်းကတ်တယ်တီတကူနဲ့ပေါင်းတယ်စစ်တပ်နဲ့ပေါင်းပြီးတော့နော်တိုင်းလူပြည်သားများရဲ့လေယာဉ်မြေတွေသူများတွေမျက်ရည်ကျတယ်ဒါတွေကိုအာရမပေါင်းယူကြတယ်ဒါတွေကမလုံတဲ့နေကိစ္စတွေအမအဲ့တော့ဒီလိုတို့ရန်နေရကုဏကရှိမှပြောခဲ့တဲ့အတိုင်းနော်သုပ္ပတိဗန္နောဘဂဝတောတောကတံကိုဥဇ္ဇပတိဗန္နောဘဂဝတောတောကတံကိုညာယပတိဗန္နောဘဂဝတောတောကတံကိုသမိစီပရိဗန္နောဘဂဝတောတောကတံကိုဆိုတဲ့အကြောင်းကို လေးရပြည့်စုံရပါတယ်မှန်ပါဘူးကတော့ဒီလေးချက်ကိုကြည့်ကြည့်ရင်တော့သူကတချမ်းမှလည်းပဲမကိုက်ညီနေပါဘူးနော်မှန်ပါယူတာပြောင်းမခြင်းလည်းမရှိဘူးသူရဲ့ပြောမှုပြောဆိုပြုမှုတွေကတရားတွေကလည်းပဲဒါတစ်ခုမှကောင်းတဲ့ဥစ္စာတွေလည်းမဟုတ်ဘူးနော်တကယ်တမ်းရေးဆိုရင်တပည့်တော်တို့ကနော်ပြည်သူပြည်သားများကိုရှစ်ဆောင်ပြီးတော့အလင်းတွေပြနေရတယ်နိုင်ငံရေးမှာပဲဖြစ်ဖြစ်ကိုကျင်းတိတ်ခါမြန်မာရေးမှာပဲဖြစ်ဖြစ်တပည့်တော်တို့တိုင်းပြည်ကြီးကယနေ့ဒါကိုကျင်းတိတ်ခါတွေပြပြနေတဲ့အဖြစ်တွေကြောင့် နော်ယနေ့ကမ္ဘာပေါ်မှာဖြစ်ဆိုရင်ပြီးတော့တို့ကအစင်းရဲဆုံးအမွဲတည်ဆုံးအပြည့်စည်ဆုံးနော်စစ်မှတ်တည်အပြည့်များဆုံးဒါရီဟာပြန်ကြည့်ရင်ပါလေဟေ့ဆိုတော့မြတ်စွာဘုရားပြောထားတဲ့လမ်းစဉ်တွေနဲ့တခြားစီဖြစ်နေလို့ပဲမှန်ပါပြီးတော့ရဟန်းတွေဟေ့ဆိုတာဖန်ပြကျင့်လို့မရဘူးဆံပြကျင့်ရမှာမှန်ပါဘာလို့လဲဟေ့ဆိုတော့တပည့်တော်တို့ဥစုဆိုတာနဲ့ကြည့်ကြည့်တပည့်တော်တို့မဒ္ဒမဂန္ဒီနော်မဒ္ဒမဂန္ဒီကိုတို့အိန္ဒိယပြည်မှာမြို့သမီးတယောက်က သူ့ကလေးလေးလက်ဆွဲပြီးတော့ကန်ဒီကြီးရောက်လာတယ်။ကန်ဒီကြီးပညာရှိကြီးပေါ့။ဇမရဲ့သားလေးကအချိုးလေးအရင်စားနေလို့သူဆုံးမပြပါ။အဲ့တော့ကန်ဒီကြီးကနေပြီးတော့အင်းနင်းရဲ့သားလေးကိုပြန်ခေါ်သွားအောင်တလားပြည့်မှပြန်လာခဲ့လို့ပြောလိုက်တယ်။မှန်ပါ။အဲ့တော့ဟောပြန်ခေါ်သွားပြီးတော့တလားပြည့်တော့ပြန်လာပြန်လာတဲ့ခါကျတော့ကန်ဒီကြီးကဆုံးမနော်အချိုးလေးမစားဘူးအချိုးလေးစားတာဟာ ွားတွေပြည့်စီမယ်နော် အချိုတွေအရင်များတယ်ဒီဆိုရင်ခဏပြောခဲ့တဲ့တေးကြောတွေတိတ်မယ်ချိုတက်တွေလုံခဲ့ရင်မကောင်းဘူးစားကြည့်တွေဖြစ်ဒီဒီချာချာချက်ချက်နန်းနန်းအချိုရဲ့အပြစ်တွေကိုပြုတ်ပြပြီးတော့ဆုံးမဆုံးမပြီးတော့တဲ့အခါမှာအဲ့ဒီခဏပြောခဲ့တဲ့အမျိုးသမီးရဲ့ကန်ဒီကြီးကိုပြောဒီလိုဆုံးမတာမြင်ဟုတ်ကဲ့ခါရဲအဆုံးမလိုက်ရတာပဲဘာဖြစ်လို့တလပြန်လွတ်နေတာလဲပေါ့နော်မှန်ပါတန်ကြီးကအဲ့မြပြောတယ်အဲ့ဒီချိန်တုန်းကတဲ့ငါကိုယ်တိုင်လည်းအချိုတွေစားနေတာဟုတ်မှန်ပါဗျာ ်သူကိုယ်တိုင်ချိုးလေးစားနေပြီချိုးမစားနဲ့လို့ပြောရင်ပြောရင်ဒီမှာယူတာဖြောင်းမဲ့မှုမရှိတော့ဘူးမှာယထာဝါရီတထာကာရီတထာကာရီမဖြစ်တော့မှာပြောနေအကျင့်နေတာတထတဲ့မကြမှာအဲ့ဒါကြောင့်မလို့တဲ့အဲ့ဒီတလားဟာငါကိုယ်တိုင်အချိုးကိုပြက်နိုင်ရဲ့လားလို့ကြင့်ကြည့်တာတဲ့အခုလည်းသူ့ဆုံးမတွေဟေ့ဆိုတာသူကိုယ်တိုင်စိတ်ချရပြီလုံကအချိုးမစားတော့ဘူးနော်အခုဆုံးမပြီးတဲ့နောင်ကာလလေသူကမစားတော့ဘူးဒါကိုသူကိုယ်တိုင်ကသူ့ကိုယ်သူဆုံးမနိုင်မှသူများကိုဆုံးမတယ်အဲ့ဒီတော့တရားပြန်ကြည့်ရင် အချို့ဆိုတာတည်တဲ့အတိုင်းပဲဗျာခေါင်းကပြောခဲ့တယ်ကိုကျင်းတိတ်ခါပြက်ပြားရတဲ့မူရစီဝါလို့အရာမျိုးတွေတော့မဟုတ်ပါမဟုတ်ပါဘူးမှန်ပါနော်ဒါတော့မှပဲသူများကိုဆုံးမမယ်ဟဲ့ဆိုတော့ကိုကိုတိုင်းစင်ကြီးတော့ကိုကိုတိုင်းကနေပြီးတော့ဒါစင်ကြီးပြီးတော့ကိုကိုတိုင်းလုံနိုင်မှသူများကိုဆုံးမမှန်ပါဒါဟာအင်မတန်မှစံပြအတုလူစရာကောင်းမှန်ပါအခုတပြည့်တော်ဘုန်းကြီးတွေကကိုယ်တိုင်းနဲ့စံပြမဖြစ်ကြဘူးဥစုဘုံနဲ့တိုက်ကြည့်ကြည့်တုပ်ပရိပန္နဘုံနဲ့ကြည့်ကြည့်ညာရပရိပန္နဘုံနဲ့ကြည့်ကြည့်အချောင်းဘုံကအကုန်လုံးပြည့်စည်နေကြတာပဲမှန်ပါဗျာနော်ခုနပြောခဲ့တဲ့ဟန်ပြအနေရတော့အာဒကာတွေကို တို့လောက်တရားဓုရတာမရှိတော့မရှိတော့ဘူးเนาะတဘောရိတ်တာတို့ဆိုလေကြီးရန်တာလို့ပြောပြီးတော့ပို့လောက်တော့အကုန်လုံးတခြားစီတွေကြီးတွေလောက်တာမှန်ပါအဲ့တော့ပြောနေတာရယနေ့ IBC တို့လောက်ရက်တွေလည်းကြီးเนาะအကုန်လုံးလောက်ရက်တွေကတော့အကျင့်တွေပေါပြားပြီးတော့မဟုတ်ဒုက္ခတွေလိမ်လည်တာတွေ PDF တွေကိုတော့ကဘာအကျန့်ဖက်လို့မြင်သွားစေခြင်းနဲ့အဲ့တော့ကြောင့်ဆက်နာရှင်လူကြတွေလျှောက်ပြီးတော့လိမ်သေးတယ်ဟေ့ဆိုတာတွေဟာဘယ်လိုလုပ်ကောင်းမလဲမှန်ပါเนาะဒီဘုန်းကြီးတွေကဘုန်းနာပြေကြတဲ့တိုင်းပြည်ရဲ့စင်ရမွေးတည်မှုပေါ်မှာအကြောင်းပြုပြီးတော့เนาะဘုန်းနာပြေကြတဲ့အင်ဂျီအိုတွေရဲ့ထောက်ပံ့မှုတွေနဲ့ကြောင်းနေနေဖွင့် ပြီးရင်ဒီចောင်းသားတွေကိုမိုက်နေတိုက်အဲ့တော့ဒီကလေးတွေကကိုယ်စီမှာတော့ခုနကပြောလို့စီယံမွဲတွေလို့လာပြီးတော့ပညာသင်တယ်အဲ့ဒီကကိုဖင်ကောင်းယူပြီးတော့မင်းတို့ဒါမလုံးနဲ့တော့နိုင်ငံရေးတွေမလုံးနဲ့ဟိုကမလုံးနဲ့ဒီကမလုံးနဲ့ဟေ့ဆိုပြီးတော့မိုက်နေတိုက်ရင်းနေထဲတာဟာတော်တော်ဆိုးရတဲ့ကိစ္စတွေဟုတ်ပါအဲ့ကြောင့်မလို့ပြောချင်တာအရာကနော်မိုက်မတိုက်ကြပါနဲ့နော်ဒီလိုမိုက်တိုက်နေတဲ့ကိစ္စတွေဟာတိုင်းပြည်ကြီးပို့ပို့ပြီးတော့ပျက်စီးလာမယ်နော်ဒီចောင်းသားတွေထွက်မြက်နေမှတော်နေမှနိုင်ငံရေးတွေနော်ပညာရေးတွေစားချစ်တွေပြင်စားစားရရ ဥဆောင်နေနိုင်မှတပည့်တော်တို့ကလည်းပြခဲ့တယ်လေစစ်တပ်ကစစ်တပ်နေရာနေနော်ဟုတ်နေရာတွေမှန်ပြီးတော့တပည့်တော်တို့တိုင်းပြည်ကစနစ်ကောင်းတဲ့ဓမ္မနိုင်ငံတော်ကြီးတစ်ခုပြန်လည်ဖြစ်လာမှာလို့တပည့်တော်အနေနဲ့ပြောကြလို့ပါတယ်ဒါရောက်ပြီးတော့မှဆွေးနွေးဖြေကြပြေကြတဲ့ဆေတော်ဂေါတိတာဒါရမော်ဘီဆေတော်ညွန့်ညာဘုရားတက္ကသိုလ်တို့လည်းကျေးဇူးများစွာတရှိပါတယ်ဗျာဒါကတော့ဆေတော်မင်းတို့ညဘုရားတက္ကသိုလ်ဆေတော်ဥဂေါတိတာဒါရမော်ဘီတို့နဲ့အတူဆွေးနွေးခဲ့တဲ့ဆွေးနွေးချက်ပဲဖြစ်ပါတယ်ယဟန်ဆိုတာက ယဟန်ရဲ့တာဝန်ရှိပါတယ်မကောင်းမြတ်တာကောင်းရညွန်လေအသေးဟောကျူနာဗုဒ္ဓမှာနတ်ထန်တေရမေတ္တာလည်းပြုယဟန်မှု6ခုလွန်တေကြာဆိုတဲ့ယဟန်ရဲ့ကျင့်ဝတ်တွေရှိပါတယ်ဆိုတော့မကောင်းတာမြင်ရင်ဒါမရမယ်မကောင်းတဲ့ကြားရင်ဒါမရမယ်မကောင်းတာလုပ်တယ်ပြုတယ်ပြောတယ်ကြံတယ်လို့တန်ရဝင်ရင်ဒါမရမှာပဲဖြစ်ပါတယ်ဒါယဟန်ရဲ့တာဝန်ပါဒီနေ့ MPC ပြောနေတဲ့အပြောဆိုတွေဟာအရမမြောက်နေတယ်ဆိုတာအလုံးအသိပဲဖြစ်ပါတယ်တကယ်ဆိုလို့ရှိရင်အရမပြုတ်လုပ်နေတဲ့ဖက်သစ်သက်တာမရင်းတက်ကိုဝိုင်းဝန်း တားမြစ်ရမယ်အစားဖက်စစ်စစ်တပ်မရင်းတပ်ကိုတော်လန်နေတဲ့ကျောင်းသားလူငယ်တွေကိုနားအစိတ်ခတ်တဲ့လို့ရပြောဆိုချက်ကိုပြောဆိုခဲ့တာအလုံးအသိပဲဖြစ်ပါတယ်ဒီတော့အလုံးသောတက္ကသမများအနေနဲ့မိမိတို့ရဲ့ပတ်ဝန်းကျင်မှာ IBEC သောဘိတလို့ယဟန်နေအများကြီးရှိပါတယ်ဒီတော့သင်ကပတ်ထားယုံနဲ့ငါတို့ကရှစ်ခိုးရမယ်ဥခတ်ရမယ်ဆိုတဲ့ရှေယိုးစွဲစိတ်ဓာတ်တွေကိုပယ်ဖျောက်ပြီးတော့မှသင်ကရဲ့အနှစ်သာရကိုမြင်အောင်ကြည့်ကြရမှာပဲဖြစ်ပါတယ်သင်ကရဲ့အနှစ်သာရကိုမြင်အောင်မကြည့်နိုင်သမျှတော့ သင်လဲကန့်နေအောင်မှာပဲဖြစ်ပါတယ်ဒီသင်ကန်းကကာပါယူထားအောင်မှာပဲဖြစ်ပါတယ်အခုသင်ကန်းကိုကာပါယူပြီးတော့မှ MBA သီတော်ပိတာတို့ကပြောချင်ရည်ပြောကြတယ်လွတ်ချင်ရည်လွတ်ကြတယ်ဓမ္မမဟုတ်တာကိုဓမ္မလို့ပြောတယ်ဓမ္မဟုတ်နေတာကိုအရမလို့ပြောနေကြတယ်ဒီနေ့ပြည်တဲ့လူငယ်တွေရှောက်လန့်နေတဲ့လမ်းသင်ဟာအရမကိုဖယ်ဖျောက်ပြီးတော့မှအရမဝါဒီတွေကိုပယ်ရှင်းနေတဲ့လမ်းသင်တိုင်းသူပြည်သားတွေချမ်းသာရာရအောင်ကြိုးစားနေတဲ့လမ်းသင်ပဲဖြစ်ပါတယ်ဒီလမ်းသင်ကိုအရမလို့ပြောပြီးတော့စိမိတ်သာစေဘလူဖက်စစ်စစ်တမရင်တက်လုပ်နေတဲ့လောရတွေကိုတော့ဓမ္မလို့ပြောနေတာ